မင်္ဂလာပါရှင်ဘာမခေတ္တတရင်ဌာနကနေအော်တိုဘလာ18ရက်နေ့စေဝင်စားဖွဲ့ထိတ်တန်းရောက်တဲ့များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလက်မထွက်နိုင်ပြီးလေးလာဆောင်ကြည့်ရဲ့အဖွဲ့များဆေလွတ်ရန်အစီအစဉ်မရှိဟုဥရောပသမဂ္ဂပြောဆိုရဲဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလက်မထွက်နိုင်ပြီးလေးလက်ဆောင်တည်ရဲ့အဖွဲ့များဆေလွတ်ရန်စီစဉ်မရှိကြောင်း ဥရောပသမဂ္ဂ၏လူ့အခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ခိုင်ဆာအိုလန်ဂရန်ကထုတ်ဖော်ပြောဆိုပါရယ်အော်တိုဘလ16ရက်နေ့မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်ပြုလုပ်သောအာဆီယံ EU အရက်ဖတ်လူမှုဖွဲ့စည်းများဖိုရမ်နှင့်လူ့အခွင့်ရေးဆိုင်ရာအာဆီယံ EU မူဝါဒဆွေးနွေးပွဲလာရောက်တက်စဉ်ဥရောပသမဂ္ဂ၏လူ့အခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ခိုင်ဆာအိုလန်ဂရန်ကမြန်မာစစ်တပ်ကပြုလုပ်သောရွေးကောက်ပွဲသို့ဥရောပသမဂ္ဂလေးလာသူစေလွတ်ရန်အစီအစဉ်မရှိကြောင်းထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည် မြန်မာစစ်တပ်ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရှာလက်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းအနောက်နိုင်ငံများအပါအဝင်မြန်မာအရေးလေးလာစောင့်ကြည့်သူများကစစ်တပ်ရွေးကောက်ပွဲသည်အထုရောက်တာဖြစ်ပြီးစစ်တပ်အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ထားသောဟန်ပြရွေးကောက်ပွဲသာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုကြပါသည်မြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်သည့်အခြေခံလိုအပ်ချက်အခြေအနေများကိုမဖြည့်ဆည်းပေးနိုင်ကြောင်းအိုလန်ဂရန်ကပြောကြားပါသည် စစ်အစိုးရကကမကထပြုတဲ့ရွေးကောက်ပွဲဖြစ်လို့ရလက်ကတော့တခုပဲထွက်မှာပါဟုဥရောပတမကလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်အိုက်ဆာအိုလန်ဂရန်ကထုတ်ဖော်ပြောဆိုပါတယ်မြန်မာနိုင်ငံတွင်2021ခုနှစ်စစ်အာဏာသိမ်းပြီးကတည်းကနိုင်ငံတော်ဝန်နေပြည်အများအပြားကိုသိမ်းပိုက်ခဲ့သောလက်နက်ကိုင်တော်လန်ပုံကံမှုကိုဖြစ်ပေါ်နေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ရန်နှုံးဖြင့်မကျင်းပနိုင်ကြောင်းထုတ်ဖော်ဝန်ခံထားပါတယ် ဆလပီညဝရီမျိုးနဲ့မင်းလက်ပတ်နဲ့ 6K ကော်ဘတ်တို့စစ်တပ်နဲ့ BGF များကအလုံးအရင်စစ်ကြောင်းထိုးသဖြင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်က BGF ဖွဲ့စုံများဝေကထိုးစစ်စဉ်ထိုင်းဘက်အချမ်းတို့မြန်မာဘက်မှကြီးများကြရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ညဝရီမျိုးနဲ့မင်းလက်ပတ်နဲ့ 6K ကော်ဘတ်တို့စစ်တပ်နဲ့လက်အောက်ခံကရင်နယ်ခြားစောက်တပ် BGF များကအလုံးအရင်ဖြစ်စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ရှင်းနေနဲ့9နာရီချိန်မှာစတင်၍ရောက်ရီမျိုးနဲ့မင်းလက်ပံနှင့်လေကစ်ကော်ပတ်တို့အင်ဂျင်မြိုင်မှစစ်တပ်နှင့် BGF တပ်များကစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်းရောက်ရီမျိုးအခြေစိုက်285တရင်ကလည်းလက်နက်ကြီးများမစ်ဆိုင်းများပစ်ကူပေးနေကြောင်းသိရပါတယ်။ရောက်ရီ285ကနေမစ်ဆိုင်းတွေပစ်ထည့်နေတဲ့အင်ဂျင်မြိုင်တရုတ်ကြားဖြန့်ယုံတွေနားကနေစစ်ကြောင်းတွေပတ်တက်ဖို့စစ်တပ်နဲ့ BGF တွေလုံနေတဲ့ထိုင်းနယ်ဆက်ကြားဖြန့်လေကူးကန်းကူဂိတ်တွေလည်းပိတ်ထားတဲ့ ဒီဘက်မှာတိုက်ပွဲပြင်းထန်နေလို့ထိုင်းဘက်ကလည်းကြည်ကြတယ်လက်နက်ကြီးတွေကြီးတွေကြားနေတာထိုင်းစစ်တပ်ကလည်းကင်းလက်နေတယ်ဟုခရင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်လက်တလုံးစစ်ရေးတရင်ရင်းမြစ်အချို့ကြီးအဆိုအရစစ်တပ်က BGF စစ်ဝတ်စုံနဲ့ဒစိမြဝတ်စင်ကစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း BGF တပ်များကလည်းစစ်တပ်နဲ့အတူပတ်ဝန်းကျင်ရရှိကြောင်းသိရပါတယ် KNL နဲ့ BGF ကိုပါပြန်ပြီးတိုက်ခိုက်မဲ့ပုံစံနဲ့တတ်တိုက်နေတယ်လို့တရင်ရပါတယ်ဟုခရင်စစ်ရေးတရင်ရင်းမြစ်ကဆိုပါတယ် တိုက်ပွဲဖြစ်ပွားရနေရာများမှပြည်သူများမှထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကမ်းပေသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ထိုင်းသတင်းများတွင်လည်းမြန်မာဘက်မှတိုက်ပွဲများဖြစ်ပွားသည့်ဖြင့်ထိုင်းဘက်သို့ကြီးများကြရောက်ပြီးထိုင်းပြည်သူများနေထိုင်သောနေအိမ်များကိုကြီးထိမှန်ကြောင်းလက်တလောထိခိုက်ဒဏ်ရာရရှိသူမရှိသေးကြောင်းသိရပါတယ်။ဆလပီကမ်ဘလူတွင်စစ်တပ်နှင့်ပြူစောထီများကခီးသွွားလင်မယားနှစ်ဦးကိုဖမ်းဆီးပြီးဇနီးဖြစ်သူဒေါ်အေးမာဦးကိုမရင်းကျစ်တပ်ဖြတ်လိုက်ခါခင်မောမှာအပြင်းထန်တံရများဖြင့်ထွက်ပြေးလွတ်မြောက်လာ ရွှေငွေဖုံနှင့်ဆိုင်ကယ်ကိုလည်းစစ်သားများကလူရက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကပ်ပလူမျိုးနယ်တွင်စစ်တပ်နှင့်ဖြူစောထီများကခီးသွောလင်မယား၂ဦးကိုဖမ်းဆီးပြီးစနေဖြစ်သူဒေါ်အီမာဦးကိုမရိချစ်တပ်ဖြတ်လိုက်ကခင်မောမှနှိပ်စက်ညှဉ်းပန်းခံထားရသောဒဏ်ရာအပြည့်ဖြင့်ထွက်ပြေးလွတ်မြောက်လာကြောင်းကမ္ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3တပ်ရင်းမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရသည် အော်တိုဘားလ16ရက်နေ့နက်နက်9:00နာရီခန့်အချိန်ကံပလူမျိုးနေရွှေဘုံမြကြီးနားလမ်းပိုင်းရှိစပယ်နန့်တာပြူစောတီအထိုင်စကန်မှာအကြံဖတ်စစ်သားများကကောလင်းမျိုးနေညောင်ကုန်းချင်းရွာမှာတန့်ဆိုင်နေဘက်သို့ကထိန်ခင်းရံသွားသောဦးကျော်မျိုးနှင့်ဒေါ်အေးမာဦးတို့လင်မယားနှုတ်ကိုဖမ်းဆီးခဲ့ကြောင်းရှင်းတို့ဖမ်းဆီးပြီးနောက်ဒေါ်အေးမာဦးကိုမရင်ကျစ်တပ်ဖြတ်ပြီး ဒေါ်အီးမာဦးဝိစင်ထားသောဆွဲသီးပါရွှေဆွဲကြိုးနှစ်ခုတစ်ချက်သားရွှေအခဲတစ်ခုနဂတ်တစ်ခုလက်ကောက်တစ်ခုစုစုပေါင်းရွှေသုံးချက်သားနဲ့ငွေသား9သိန်းဖုံးသုံးလုံးဆိုင်ကယ်တစ်စီးတို့ကိုလူရက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့နောက်ခင်မွန်းဖြစ်သူဦးကျော်မျိုးကိုလည်းစစ်တပ်ကနှင်းပတ်နှိပ်စေခဲ့ကြောင်းတရားများရရှိထားသောဥချော်မျိုးမှာစပယ်နှက်တာပြူစောထီအထိုင်စကမ်းမှထွက်ပြေးလွမြောက်လာပြီးနောက်ကက်ဘလူခရိုင်အမတ်တုံး PDF တရင်ထံသို့ရောက်ရှိလာကြောင်းသိရပါသည် အကြံဖက်စစ်တပ်ကရင်းကဲ့သို့ရုံမှရိုင်းဆိုင်စွာပြုမူနေတဲ့ဖြင့်ပြည်သူများအနေဖြင့်ခရီးသွားလာရာတွင်အကြံဖက်စစ်တပ်တပ်စခန်းများရှိရာနေရာများကိုသတိပြုရှောင်ရှားသွားလာကြပါရန်ကံဘလူခရိုင်အမှတ်3 PDF တပ်ရင်းမှတာဝန်ရှိသူတို့ကပြောဆိုပါလေ။ဆက်လက်ပြီးအော်တိုဘာလဝက်ခန့်အတွင်းရွှေရှိမြို့ကိုစစ်ကောင်စီလေးကြောင်းတိုက်ခိုက်လို့ပြည်သူ30ခန့်သေဆုံးဟု TNL ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်တက်မတော် TNL တက်ရှိရာ ဒေတာတွေကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းစစ်စင်ရေးအရှိန်မြှင့်လုံဆောင်လျက်ရှိရာအော်တိုဘာလဝက်ခန့်အတွင်းမျိုးရှိမျိုးကိုလေကြောင်းကနေပုံကျက်တိုက်ခိုက်မှု25ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ TNL ကအသိပေးပါရယ်စစ်ကောင်စီကဒီကနေ့အော်တိုဘာ18ရက်မှာနံပါတ်2နဲ့နန်းဆန်မျိုးကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ရာနံပါတ်2မျိုးလေကြောင်းတိုက်ခိုက်ခံရမှုအတွင်းအမျိုးသမီး၄ဦးထဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ပါရယ် တောင်းဒေတာသတင်းရေးမြစ်တအုပ်ကလည်းနန်းဆန်ဘက်မှဖြစ်သွားတာကတော့၃ယောက်ထိတယ်လို့ကြားတယ်။ယောက်ျားလေးတစ်ယောက်မိန်းကလေးနှစ်ယောက်ပေါ့။အတိအကျတော့မသိရသေးဘူး။နံပါတ်2မှာလည်းပြစ်တယ်ဒီမနက်ပိုင်း။အဲ့ဒီမှာလည်းတိစုံတာတော့မရှိဘူး။ထိခိုက်တန်ရာနည်းနည်းပါးပါးထိတာတော့ရှိတယ်လို့ဒီကနေ့မနက်လေးချောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်ပြောပါရယ်။အော်တိုဘာ၁ရက်ကနေ၁၆ရက်အထိစေကောင်စီကမန်တုံတွင်တစ်ကြိမ်၊ကြောင်မဲတွင်သုံးကြိမ်၊တီဘောတွင်၅ကြိမ်၊မိုင်းငော့တွင်တစ်ကြိမ်၊မိုင်းလုံတွင်၄ကြိမ်နန်းဆန်တွင်၃ကြိမ်နံပါတ်2တွင်၄ကြိမ် မိုးမိတ်တွင်3ကြိမ်နဲ့မိုးကုတ်တွင်2ကြိမ်တို့စုစုပေါင်း25ကြိမ်လေးကြောင်းတိုက်ခိုက်ခဲ့တယ်ဟုဖော်ပြပါရယ်ဒီလိုပုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်9ဦးအပါအဝင်29ဦးသေဆုံးကကလေးငယ်17ဦးအပါအဝင်36ဦးဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ပါရယ်ဒါပြင်နေအိမ်တရာကျော်စာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းတွေထိခိုက်ပျက်စီးခဲ့တယ်လို့လည်းဖော်ပြပါရယ်စစ်ကောင်စီဟာတောင်ဒေသကိုသားမကတိုင်းဒေသနဲ့ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတင်ဖက်ရရှိထားတဲ့နေရာတွေကိုလူအင်အားလက်နက်ကြီး drone ၊လေကြောင်စတာတွေနဲ့ ပြည်သူတွေကိုပြစ်မှတ်ထားစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း DNL ကထုတ်ပြန်ပါတယ်။ဒါကြောင့်စစ်ရေးတရီရှိဖို့လေးချောင်းရံကောက်ွက်ရေးဆိုင်ရာနီလန်းတွေလိုက်နာဖို့ DNL ကတိုက်တွန်းထားပါတယ်။လက်ပတန်းတိုက်ပွဲတွင်စစ်တပ်မှ15ဦးသေဆုံးပြီးစစ်တုံးပန်း12ဦးကိုလက်နက်ခဲယံများနဲ့အတူဖမ်းဆီးရရှိတယ်ဟု NUG ကောက်ွက်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပကိုးတိုင်းလက်ပတန်းတိုက်ပွဲတွင်စစ်တပ်မှ15ဦးသေဆုံးပြီးစစ်တုံးပန်း12ဦးကိုလက်နက်ခဲယံများနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ခွဲရေးဝင်ကြီးဌာနကယနေ့တရားဝင်သတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလ15ရက်နေ့နနက်10နာရီအချိန်လက်ဗရန်မြို့နယ်တရက်ချောင်းကျေးရွာဘက်သို့မိရှုဖြက်စီးရန်စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်စစ်ကောင်စီတပ်ကိုပြည်သူ့ကောက်ခွဲရေးတမတော်အမတ်နှစ်စစ်စင်ရေးနေမြေဘကိုးတိုင်းစစ်ဌာနဖြူဟာ22ကိုကဲမှုဖြင့်အမတ်3800နှစ်တက်ရင်အမတ်3803တက်ရင် ရွှေတန်းညီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါတိုက်ပွဲတွင်အကြံဖက်စစ်ကောင်စီဘက်မှအထိခိုက်များခဲ့ပြီးစစ်သား15ဦးထပ်မံတေဆုံးကစစ်တုံးဘက်အဖြစ်စစ်သား12ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်စစ်တပ်ဘက်မှလက်နက်အစုံ19လဲခရယံများနှင့်စစ်တုံးဖြစ်စီများစွာကိုလည်းတင်စီနိုင်ခဲ့ပြီး၎င်းတိုက်ပွဲအတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအထူးကံ့ရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။